ီပွဲမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကဘာလဲသိလားအဲ့ဒါကျွန်တော်တို့မန်စီးတင်းရဲ့နေပြဂွာဒီယိုလာရဲ့ပွဲပေါင်း1000ပြည့်မြောက်တဲ့ပွဲပဲဒါပွဲပေါင်း1000ဆိုတာဘာလဲဆိုလို့ရှင်သူ့ရဲ့မန်နေဂျာတက်တန်းတရှ်းပွဲပေါင်း1000ပြည့်မြောက်တဲ့ပွဲအဲ့တော့ဒီပွဲစိတ်ဝင်စားဖို့ကောင်းတာကသူ့ရမှာလီဗာပူးအဲ့တော့လီဗာပူးဆိုတဲ့အတင်းမျိုးကကျွန်တော်တို့မန်စီးအတင်းနဲ့သူ့ရဲ့အချိန်တိုင်းမှာစောင့်ရန်ကောင်းပြတဲ့အတင်းဘောလုံးပရိတ်သတ်တိုင်းတဘောကြတဲ့ပွဲမျိုးဖြစ်နေတာပဲအဲ့တော့ဒီပွဲစဉ်ကဂွာဒီယိုလာရဲ့ပွဲပေါင်း1000 ပြင်းမြောက်တဲ့ပွဲအဖြစ်ကျွန်တော်တို့ဒါစိတ်ဝင်စားပွဲကြည့်ရမှာပဲကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဘူတက်ကြည့်ပါမန်စီတင်းကိုအမြန်တင်ဆက်ပေးနေတဲ့မန်စီဖန်တယောက်ပါဗျအဲ့တော့ဒီနေ့ညမြန်မာစံတော်ချိန်7:00နာရီမှာကန်သွားမယ်မန်စီနဲ့လီဗာပူးတင်းတို့ရဲ့ပွဲစဉ်ကိုပွဲချိုတုံးတက်ချက် ပြုလုပ်ပေးခြင်းပါလေ အဲ့တော့ကျွန်တော် Man City fan ဆိုတော့ Man City အနိုင်လို့ပဲကျွန်တော်ကြိုခံမှန်းပါအဲ့တော့တချို့မြတ်မြတ်တတသုံးတက်ချက်တွေမြတ်မြတ်တတနားထောင်နေတဲ့လူတွေရာကျွန်တော်လည်းလူကိုသွားပြီးတော့ပြောပြပါကျွန်တော်ကတော့ Man City အတင်းအနိုင်ရရှိလိမ့်မယ် Man City အတင်းကိုပဲတစ်ဖက်တည်းပြောမှာဖြစ်တဲ့အတွက် Man City fan မဟုတ်တဲ့လူတွေကတော့အနေငယ်နားထောင်ရခက်နိုင်တယ်အဲ့တော့ကျွန်တော်စပြောမယ်ဗျာဒီဘက် Man City လုံးဝနိုင်တယ် ဲ့တော့ကျွန်တော်တို့စီမံကအာတာချက်တွေအများကြီးရှိတယ်ခင်ဗျားတို့လဘဘူးအတင်းဘလောက်ကောင်းကြောင်းတွေကျွန်တော်ခဏအသာထောင်ကျွန်တော်မန်စီအတင်းဘလောက်ကောင်းလဲဆိုရဲအကြောင်းကျွန်တော်ပြောပြမယ်မန်စီအတင်းဒီဒီယာရီမှာတော်တော်ကူကောင်းမွန်နေတဲ့အတင်းဗျာရှင်းသောမြတ်အခုလက်ရှိအချိန်မှာအမဘေးစရာအဆင့်နှစ်နေရာမှာရက်တည်နေတယ်။ဟောညာ ဒါချက်စီးတို့ဘာလို့တော့ကန်သွားတယ်ချက်စီးဆိုအဆင့်နှစ်ရောက်သွားတယ်ထားတော့ဒါတို့တို့ကတပွဲပိုကန်ထားလို့အခုဒီပွဲကိုမန်စီးတင်းနိုင်ရင်အဆင့်နှစ်နေရာမှာရက်ဒီမှာပဲဗျာအဲ့တော့မန်စီးတင်းဒီဒီယာရီမှာတော်တော်ကြီးကိုကောင်းနေတယ်အဲ့တော့ဘယ်နေရာကြီးကောင်းနေလဲကျွန်တော်တစ်ချက်ပြောပြမယ်ဗျာဂိုရမားနေရာတစ်ချိန်တုန်းကကျွန်တော်တို့ရဲ့ဂိုရမားအရာဆန်ဒီပြောမစို့ဒီဂိုဘောက်ကာကွယ်မှုအပိုင်းမှာတော်တော်ကြီးကိုညံ့နေတဲ့ထဲမှာပါတယ်အဲ့ဒီဟာဘယ်နေရာမှာသွားပြီးတော့ ဟိုပြောမလို့စကားပြောလဲဆိုရင်ဒီလိုလပါဘူးလို့အတင်းမျိုးနဲ့သူ့ရဲ့အချိန်မှာကျွန်တော်တို့ဒါဂိုလမန်နေရာအရန်စကားပြောထားတယ်တပတ်ကအယ်လီစင်ကြီးကအရန်ကောင်းနေတဲ့အချိန်မှာကျွန်တော်တို့မန်စီတန်ကဖုံးတကိုးဆိုတဲ့ပုံစံမျိုးကြီးပဲဗျာဖုံးဆိုတာနဲ့ဂိုးပေးလိုက်ရပြီဗျာအဲ့လောက်ထိကိုကျွန်တော်တို့မန်စီတန်ကဆိုးရခဲ့တာအဲ့တော့ဒီရတိကျလုံးဝမတူတော့ဘူးဒွန်နရမာရောက်လာပြီဒွန်နရမာရဲ့ဂိုးပေါက်ကာကွယ်မှုတွေကလုံးဝအမခံပဲကမ္ဘာအကောင်ဆုံးဂိုလမန် list ကဘာဂူရမာဟိုကဘာအကောင်ဆုံးဂူရမာစည်ရင်တွေကိုစပြီးတော့ရေတွက်မယ်ဆိုလို့ရှိရင်ဒွနရမာကိုလုံးဝကြော်ခဲလို့မရဘူးဗျာတူတက်ပူကောင်းတာဆိုလို့ကျွန်တော်ကော့ပရိုက်တို့ပါရှီကောင်းရှိလိမ့်မယ်ဒါပေမဲ့ဒီယာရီမှာဆိုဒွနရမာတော်တော်ကြီးကိုကောင်းတာပြီးခဲ့တဲ့ယာရီကလည်း PSG မှာတော်တော်ကြီးကိုကောင်းခဲ့တာအဲ့တော့ဒွနရမာရှိနေတာဒီလီဗာပူးအတင်းကိုအနိုင်ရနိုင်တဲ့အာတာချန်ပီယံရှိနေတာပဲလီဗာပူးအတင်းချိန်တလောက်ကြံဒွနရမာအလုံးတိုင်းတော့ကာနိုင်မှာမဟုတ်ပေမဲ့တော်တော်ကိုဂိုးပေးရမယ့်အလုံးနေဆိုလို့ရှိရင် မောက်ထုတ်နိုင်မှာပဲကဝဲနိုင်မှာပဲဒါဒီကျွန်တော်တို့အတင်းကြီးချင်းချင်းတွေ့တဲ့ချိန်မှာလုံးဝအနံ့ရရှိဖို့အတွက်တော့ချက်ပဲအပြီးရင်ကျွန်တော်တို့ဒါကျွန်တော်မန်စီးတင်းမှာကွင်းလေကဂွန်ဇာလက်ဂွန်ဇာလက်ပါတဲ့ပွဲတွေကတော်တော်ကြီးကိုကောင်းလာတာနီကိုဂွန်ဇာလက်ဒီရိုဒရီလောက်မကောင်းသေးပေမဲ့ရိုဒရီယိုမှီလောက်မဲ့ခြေစွမ်းမျိုးအလားလာမျိုးပိုင်ဆိုင်ထားပြီလို့ကျွန်တော်မြင်တယ်ပြောရမဆိုအထူးသဖြင့်ဒီယာရီမှာနီကိုဂွန်ဇာလက်ဒီလုံးဝပါနဲ့လာတယ်အရင်တော့လို့ဒီစေပက်စလီပဲပြီးတဲ့ကစားရမှာမဟုတ်တော့ဘူး လုံးဝခံစစ်ကိုလည်းကောင်းကောင်းကူညီနိုင်တယ်လို့ရှေ့ကတိုက်စစ်ကိုလည်းပေးတဲ့နေရာမှာလည်းတော်တော်ကြီးကိုကောင်းလာတယ်။မီကိုကွန်ဆက်တော်တော်ကောင်းလာတယ်။မန်စီးတင်ရလက်ကောင်းလာတာဒီ DM ရိုးကကောင်းမကောင်းပုံမှာမူတည်တယ်။မန်စီးတင်ရလက်ဆိုးနေတယ် DM ရိုးကဆုတ်ပြတ်တက်နေလို့ပဲ။မန်စီးဆောင်ရမ်းကောင်းနေတယ်ဒီ DM ရိုးကဆောင်ရမ်းကောင်းနေလို့ပဲ။အဲ့တော့နီကိုကွန်ဆက်လက်ဆောင်ရမ်းကောင်းနေတယ်လို့ကျွန်တော်တတ်မှတ်လို့ရတယ်ဗျာ။ဘာလို့လဲမင်းကျွန်တော်မန်စီးတင်ရလက်တွေကောင်းနေရပဲ။ဟုတ်တယ်မလား။အဲ့တော့ပြီးရင်တိုက်စစ်က L Haaland ပဲ။ L Haaland ရဲ့ ဒါဂိုးတွင်းတော့ဘယ်သူမှရှက်တက်နိုင်မှာမဟုတ်ဘူးဒီလဘာဘူးအတင်းမှာဘန်ဒိုက်တော့ရှိရဒါပေမဲ့ဘန်ဒိုက်လဲဟာလန်ကိုရက်တက်နိုင်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့အရင်တော့ရှင်းတယ်ဗျာဟာလန်ရှိရောဘောလုံးပေးရတာဒီကောင်မကင်ကက်ထားလိုက်ရင်လုံးဝဂိုးတွင်းကခတ်သွားပြီဗျာဟာလန်အနေနဲ့လှောက်မရဘူးဘာလို့လဲဆိုတော့မန်စီးတင်းကဘောလုံးရုပ်တစ်ချိန်လုံးကင်ထားတာကင်ထားပြီးဟာလန်စီကိုပဲပေးထားတယ်ဗျာဟာလန်ကိုနောက်ဘူနောက်ကလူ၂ယောက်လောက်ကကတ်ထားလိုက်ဗျာအဲ့ဒါဆိုဟာလန်ဘလို့မှဂိုးတွင်းမရတော့ဒီရည်ကြမတူတော့ဘူး ဘောလုံးကဟာလန်စီကိုတွားတာမဟုတ်ဘောလုံးစီအောင်ဟာလန်ရောက်သွားတာဒါပြီးခဲ့တဲ့ဒေါမွန်နဲ့ပွဲမှာကြည်လိုက်ဒူကူပြေးလိုက်တဲ့လုံးကဒါလုံးဝဟာလန်ပြေးထွက်လာပြီးတော့ကန်ချလိုက်တာကြာလုံးဝဘောလုံးစီအောင်ဟာလန်ပြေးချလာတာနော်ဂိုးတွေကိုကြည်လိုက်ကျွန်တော်အာဆင်နယ်နဲ့ပွဲတော်ကလည်းကျွန်တော်တို့ဒါလုံးဝရိုင်ဒါစ်ထိုးလာတဲ့ရိုင်ဒါစ်ထိုးလာပြီးဟာလန်လမ်းကြောင်းတွေကိုခင်းပေးလိုက်တယ်ဟာလန်ပြေးသွားပြီးတော့ကန်လိုက်တယ်အဲ့လိုမျိုးဂိုးတွေကြီးပဲကျွန်တော်မြင်တွေ့လာရတာအရင်တော့က ဘောလုံးကဟာလန်စီယာကိုရောက်တယ်ဟာလန်ဂိုးတွင်းတယ်အခုကျအဲ့လိုမဟုတ်တော့ဘူးဘောလုံးရှိအောင်ဟာလန်ရောက်သွားတယ်ဟာလန်ဂိုးတွင်းတယ်အဲ့တော့လီဗာပူးတင်းဒီထိန်းလို့ရမှာမဟုတ်ဘူးဘလို့သွားကတ်မလဲဗျာဘောလုံးပြေးလန်းချောင်းနေဟာလန်ရဲ့ပြေးရယုံအားကြီးနေဘလို့သွားထိန်းမလဲအဲ့တော့တေးကြတဲ့ဟာလန်ဂိုးတွင်းမှာအဲ့တော့ကျွန်တော်မန်စီတင်းကဒီလိုအားတာချက်တွေကြောင့်လီဗာပူးအတင်းကိုနိုင်ပါဗျာ တော့ညာအာဆင်နယ်ကလည်းတည်ရကြသွားတာဆိုတော့ဒီဘွဲ့ကတည်လုံးဝကိုကြလို့မရဘူးဗျာမန်စီးတင်းဒီနိုင်ကိုနိုင်မရမှာဒါမှကျွန်တော်တို့အာဆင်နယ်နဲ့အမှတ်ကွာခြားချက်ဒီ၄မှတ်ဖြစ်တော့မှာအခုလောလောဆယ်ကွာဟချက်က၆မှတ်ဖြစ်နေတယ်အဲ့တော့အာဆင်နယ်ကညာတည်ရကြသွားတဲ့အတွက်နှစ်မှတ်ရော့သွားတယ်အဲ့တော့ဒီနှစ်မှတ်ရော့သွားတာကိုကျွန်တော်တို့ကကောင်းကောင်းအသုံးချနိုင်ဖို့အတွက်လပါဘူးအတင်းကိုအနိုင်ကန်ရမယ်အဲ့တော့လပါဘူးအတင်းကိုနိုင်ကန်မှလည်းကျွန်တော်တို့မန်စီးတင်းရဲ့အိမ်ဝင်ဖြစ်နေတယ် အဲ့တော့ပက်ကွာယူလာရတဲ့ပွဲပေါင်းတစ်ထောင်ပြည့်မြောက်တဲ့ပွဲကဲမာမန်စတီကွင်းတွေ့မဲ့အတင်းကလီဗာပူးတဲ့ဒီလိုပွဲမျိုးမှာဂွာရီယိုလာကကောင်းကောင်းတီချာပေါက်ပြင်ဆင်ထားမှာပဲဘာလို့တီချာပေါက်ပြင်ဆင်ထားမလဲဆိုလို့ရှင်ဒီယာရီမှာသူကောင်းကောင်းရင်းကိုလုံးဝအတင်းကြီးနဲ့တွေ့ရချိန်မှာယူရိုဆိုက်ကန်နေအောင်ကျွန်တော်တွေ့ရလို့ပဲအဲ့တော့အာဆင်နယ်အတင်းကိုလည်းသူတို့ဒါပြောမယ်ဆိုအာဆင်နယ်ကလက်ရှိချိန်မှာတော်တော်ကောင်းတယ်ဒါပေမဲ့မန်စီအတင်းဒီ တွေ့ပြောမှဆိုသွားနေတဲ့အချိန်မှာစိုးရွားတဲ့ရလက်တွေနဲ့သွားခဲ့ရတာအဲ့တော့သွားခဲ့တဲ့အချိန်မှာလုံးဝသူတတလုံးကစားခဲ့တဲ့ positional play ပေါ့ဗျာပြောမှဆိုဘလုံးပိုင်ဆိုင်မှုအတားစီးနဲ့ကစားတဲ့ပုံစံမှာဆွတ်လွတ်ပြီးတော့ Arsenal ကွင်းမှာတည်တမတ်ရောက်ယူနိုင်ခဲ့တာဘာလို့တော့ highlight လုပ်ပြီးပြရလဲဆိုလို့ရှိရင် Guardiola ဒီရလက်ပိုင်းကိုကောင်းဖို့အတွက်အထူးတလည်ပြင်ဆင်လာတာကိုကျွန်တော်တို့မြင်တွေ့နေရလို့ပဲပြီးရင် Man U နဲ့ပွဲမှာလည်းဒါနီးပြအမိုရင်ကို3-0ဆိုရရလက်နဲ့တိတ်ပေးလိုက်တာအဲ့တော့ Guardiola ဒီ လုံးဝအတင်းကြီးနေတွေ့တဲ့အချိန်မှာတီချာပြင်ဆင်လာတာပဲအဲ့တော့လပပူးနဲ့ပွဲအတွက်လည်းပြင်ဆင်လာမှာပဲပို့ပြီးတော့ပြင်ဆင်အောင်မှာဘာလို့လဲဆိုတော့ပွဲပေါင်းတစ်ထောင်ပြည့်မြောက်တဲ့ပွဲမှာဂုံယူစရာဂုံတက်စရာဖြစ်အောင်သူတီချာပေါက်လုံးမှာပဲခမရတို့လည်းဂွာလီလာနေရစဉ်းစားကြည့်လုံးဝငါပွဲပေါင်းတစ်ထောင်ပြည့်မြောက်တဲ့ပွဲမှာအနိုင်လိုချင်လားတရေလိုချင်လားအရှုံးလိုချင်လားပြန်မေ့ကြည့်လိုက်ပြန်မေ့ကြည့်လိုက်ကိုကူကိုအနိုင်မဲ့လိုချင်မှာပဲဗျာအဲ့တော့တစ်ဖက်ကလပါဘူးကြောင့်ကျွန်တော်ပြောမယ်လပါဘူးတင့်တီအများကြီးမပြောင်းလဲဟိုးဂျာကင်ကလော့လက်ထက်ကလိုပဲ high present ပဲ ဘောလုံးအတဲတန်လိုက်လူတယ်လိုက်ဖြတ်တယ်တခါတည်းရင်ကောင်တာအတက်ကနေကစားတယ်ဒါတွေဒီကျွန်တော်တို့ကလဘာဘူးရဲ့ train map တွေလို့တောင်ပြောလို့ရတယ်အများကြီးပြောင်းလဲမှုမရှိသေးဘူးဒါပေမဲ့ဒီရာဒီမှာလဘာဘူးပြောင်းလဲတော့တာအရာလေးရဘာလဲဆိုလို့ရှိရင် slash slash အရင်လိုဂိုးမတွင်းတော့အရင်လို goal တွေက slash ရကနေရတော့တာမဟုတ်တော့ဘူးအဲ့တော့ slash ကခြေကျသွားပြီလို့ပြောလို့ရတယ်မန်စီးတင်းနဲ့တွေ့တဲ့အချိန်မှာဒုက္ခပေးနိုင်ဆုံးက slash ပဲဂွာရီယိုလာအတင်းတွေကိုဒုက္ခပေးရတဲ့ကစားသမား list ကို ပြုမယ်ဆိုရင်ဆာလက်ကထိတ်ဆုံးပါပဲအဲ့တော့ဆာလက်ဒီလက်ရှိချိန်မှာခြေစွမ်းကျတော့ဖြစ်တဲ့အတွက်အရင်လိုမန်စီးတင်းကိုဂိုးတွင်းနိုင်မှာမဟုတ်တော့ဘူးဒုက္ခပေးနိုင်မှာမဟုတ်တော့ဘူးဒါဒီလင်ပဲကျွန်တော်တို့မန်စီးတင်းအနိုင်လုံးဝရမယ့်အကြောင်းပြချက်တွေကတခုလို့ကျွန်တော်သုံးသက်ချင်တယ်ဗျအဲ့တော့အများကြီးပြောနေလို့ရှိရင်ညီကိုတို့နိုင်ညီးရွာလိမ့်မယ်ဒီညမန်စီးလုံးဝအနိုင်မယ်အဲ့တော့ပေါက်ကြီးတွေပါကြီးကျွန်တော်မပြောနဲ့ဗျာတည်ရမလားဈေးတွေပါကြီးဒါကြီးကျွန်တော်တည်တယ်မတည်ဘူးမဟုတ်တည်တယ်ဒါပေမဲ့မန်စီးတင်းနိုင်မှာလုံးဝနိုင်မှာ ဟာလန်တွင်းဂိုရီနဲ့မက်ဆီတင်ဒီအိမ်ခွေးမှာလဗာပူးတင်းကိုဂိုးပြတ်တိတ်လိမ့်မယ်ဒါကျွန်တော်သုံးသက်ချက်ပဲခင်ဗျားတို့ကျွန်တော်ကိုကျွန်တော်ခံမန်းတာမှားတော့ဆဲလို့ရတယ်လုံးဝဆဲလို့ရတယ်နော်ဒါပေမဲ့ခင်ဗျားတို့နိုင်လို့ရှင်တော့ချီကျူးလိုက်ဒီကောင်ဆရာကြီးပဲဆိုတာမျိုးချီကျူးလိုက်ဟုတ်ပြီလားโอเคအဲ့တော့ဒီညစတင်မှာကျွန်တော်ပြပေးမယ်အဲ့တော့တူတူကြည့်ကြမယ်ညီကိုတို့